ကဲမင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့အကူအမများမောင်လေးညီမလေးများအားလုံးတိဒါမြန်တို့ YouTube Channel ကနေပြန်လဲကြိုဆိုပါတယ်ဗျာနော်တိဒါမြန်တို့ YouTube Channel ကနေပြန်လဲကြိုဆိုပါတယ်အခုကျွန်တော်ပြောပြမှာတော့3ရက်17လ2025တနင်္လာနေ့တနေ့သားကိုပြောပြမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အကူအမညီမလေးညီမလေးရဲ့ဝန်လာတယ်ဆိုရင်လဲလိုက်လက်မလေးနှိမ့်ထားမယ်ဗျာနော် ကျွန်တော်ရဲ့ channel ကိုအကြီးတွေ့ရင်လည်းအကြီးအသေးတွေ့ရင်လည်းအသေးနှလုံးစလုံးကိုတော့ subscribe လုပ်ထားဖို့လိုပါတယ်ခင်ဗျာနော် channel ဆိုတာအချိန်မီ၍အခက်အခဲဖြစ်နိုင်တယ်အခက်အခဲဖြစ်လို့ရှိရင်ကျွန်တော်ကတစ်လုံးမရရင်တစ်လုံးနဲ့လွှင့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မိသားစုဝင်တွေက channel နှလုံးစလုံးပဲအလုံးကိုပဲတွေ့တွေ့ subscribe လုပ်ထားကြဖို့မမေ့ကြပါနဲ့ဗျာနော် ကျွန်တော်ရဲ့အကိုအမကြီးကလည်းဖွဲ့ဝင်အစ်စ်တည်းကမဝင်ရသေးဘူးဆိုရင်လည်းဒီညအပြီးဝင်လို့ရပါတယ်ခင်ဗျာနော်ဒီညအပြီးဝင်လို့ရပါတယ်တနင်္လာနေ့မနေ့ကိုကျွန်တော်လည်းမခံတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နေ့လိုက်ပူကမှနေဆိုရှုပ်နေလို့တနင်္လာနေ့ကိုကျွန်တော်လည်းတင့်မခံတော့ပါဘူးဗျနော်တနင်္လာနေ့ကိုလည်းတင့်မခံတော့ပါဘူးဒီညအပြီးဝင်ထားပါအဲ့ဒါကတော့အဖွဲ့ဝင် ပတ်တီတလုံးနဲ့မွေးခဏလေးခွက်ပါဗျာနော်ဒုတိယအကြိမ်ထပ်ပုံမှာကပတ်တီတလုံးနဲ့ပရိတ်တမျိုးပါနော်နေ့လိုက်ကတော့ပုံမှန်ပို့ပြီးမှာပါ နေလိုက်ကတော့ကျွန်တော်ရဲ့မိသားစုနဲ့ကျွန်တော်ရှိကူလားမတောင်းနဲ့ကျွန်တော်တို့နေလိုက်တင်ထားတဲ့ခဏန်းကိုပဲကြည့်ထိုးလို့အဆင်ပြေတယ်နော်အဆင်ပြေတယ်အဲ့တော့ကျွန်တော်အပေါ်မှာနေမောင်လေးညီမလေးကျွန်တော်တို့ကနော်တောက်ကြနေနေကုန်မှာလဲပတ်တီးနေအောင်မြင်ခဲ့တယ်ဗျာနော်ငုတ်တနေတကယ်လို့ကျွန်တော်တင်ပေးခဲ့တဲ့ခဏန်းကိုယ်ကမနေ့ပိုင်းမှာထွက်ခင်စနနာကြီးခွဲတာနဲ့ကျွန်တော် line မို့တစ်ချက်ပြန်တက်ခဲ့မယ်ကျွန်တော်ရဲ့မိသားစုလေးစောင့်နေပါเนาะ တောက်ကြနေရလို့ပဲကျွန်တော်လုံးပိုင်းနှလုံးနဲ့တက်ပြီးတော့ပြေးပေးမယ်။နော်ညနေစေးမှာလုံးပိုင်းနေရှိပါတယ်။အဲ့တော့ကိုမရရတကယ်လို့မြန်မာနယ်စေးမှာကျွန်တော်တို့ခဏကိုခွက်ကပောက်ခဲလို့ရှိရင်ညနေစေးကိုဘိုင်းမမတက်ဆောင်နေပါ။နော်ကျွန်တော်ကအစင်ပြေမီးရရင်ရတယ်လို့မှန်ပြီးမှာပါကျွန်တော်တို့ကမီးအခက်ခဲရှိတယ်ဗျာနော်ကျွန်တော်တို့ကမီးအခက်ခဲရှိပါတယ်။

view လေးတွေနဲနေပါသေးတယ်အကိုမတွေမောင်လေးညီမလေးတွေနော် view လေးတွေနဲနေပါသေးတယ်ဗျပုံမှန်ညနေဘက်ကတော့ကျွန်တော်9နာရီအတွင်းမှာကျွန်တော်လွှင့်ပေးမယ်ဗျာနော်9နာရီ9နာရီခွဲတာထန်ကုန်မဲ့လွှင့်ပေးမယ်ဘာဖြစ်လို့လဲဆိုတော့ line ကြီးကညင်းနေသွားရင်မကောင်းတော့တဲ့အတွက်အကိုမတွေမောင်လေးညီမလေးတွေကျွန်တော်ရဲ့ channel လေးတွေကိုကြည့်ကြည့်နေဆိုရင်နော်9နေ့တိုင်းဒီကိုညနေ9နာရီဝင်ကြည့်ပါခင်ဗျာနော်တကယ်လို့မနက်ဈေးပါရင်တော့နေ့ညနေဈေးကိုတစ်ခါပြန်လွှင့်တာကတော့12နာရီခွဲပါဗျာ

အမဟိုလေသူဒီမမတောင်းပေးလိုက်ပြီနော်ဟုတ်ကဲ့ဟုတ်ကဲ့အမကြီးပြီးကျွန်တော်ဦးရပြန်ပြီးမှကျွန်တော် live ဝင်နေလို့ချက်လိုက်ပါဗျာ။ Yeah live ဝင်နေလို့ live ဝင်နေလို့အမဘက်က line ချလိုက်ပါအမကြီးဝဲလိုက်ကြမပြန်ခေါ်ပေးမယ်နော်။ဟုတ်ကဲ့ဗျာဟုတ်ကဲ့ဗျာ။ဟုတ်ကဲ့ကျွန်တော်ရဲ့အကူမမြမောင်လေးညီမလေးများကျွန်တော်တို့အရင်ဆုံးကီးလေးကိုဆက်သွားမယ်တဲ့နော်ကီးလေးကိုဆက်သွားမယ်ကျွန်တော်တို့အမြဲတမ်းမှန်နေတဲ့ကီးကတော့ဒီပွဲကနေစလာပါလေဗျာနော်ဒီပွဲကနေစလာတယ် ဲ့တော့ကိုမမိမောင်လေးညီမလေးတရားကျော်တော်အမျိုးတို့အားလုံးမင်္ဂလာပါခင်ဗျာနော်တရားကျော်တော်အမျိုးတို့အားလုံးမင်္ဂလာပါလို့နော်ဘယ်ဘွားကနေဆက်လာလဲဆိုကျွန်တော်တို့ဒီဘွားကနေဆက်လာရတယ်ကျွန်တော်ရဲ့မိသားစုနော်ဖောင်းမဖောင်းလို့ရှိရင် तू ကဖောင်းဘွဲကျော်တော်ရှိလို့ရှိရင်တော့မကြတာမဖောင်းရင်အကုန်ကြတယ်ဒီဘက်တွေမှာကဖောင်းဘွဲခံနေလို့ကျွန်တော်မယူလားနော်ဒီခွန်လာကိုအကုန်ကြတယ်ကျွန်တော်အခုယူမယ်ကြီးရတနင်းနာနေ့တနေ့လေး အဲ့တော့ကျွန်တော်အပေါ်မှာဒီမောင်လေးညီမလေး112ရောက်တော့အမျိုးတို့အားလုံးပဲမင်္ဂလာပါလို့ဒီဘက်ဖုန်းတော့132ရောက်တော့အမျိုးတို့အားလုံးပဲမင်္ဂလာပါခင်ဗျအဲ့တော့ကျွန်တော်ရဲ့အပေါ်မှာဒီမောင်လေးညီမလေးကဲကျွန်တော်တို့အရင်ဆုံးစသွားမယ်ဘယ်လိုစသွားတာလဲဆိုရင်ကျွန်တော်တို့ကတောက်ကြံနေမနဲ့ဈေးရဲ့နောက်ဘေးတောက်ကြံနေညနေသေးရဲ့နောက်ဘေးနောက်ဘေးနှလုံးကိုကျွန်တော်တို့ခီးအဖြစ်နောက်တဲ့ဘွယ်တင်းနေတာနေအတွက်ကိုကျွန်တော်တို့ယူတာပြနော်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့အပေါ်မှာဒီမောင်လေးညီမလေးသူကတောက်ကြံနေမှာ3ည2ကဲ2နောက်ဘေး2 8ကဲ8နောက်ဘေး ဒီနှစ်ဒီရှစ်ဒီနှလုံးပေါင်းခြင်းက3ညရဲ့လို့ဖြစ်လို့3ညရဲ့ပါဝါက9 3ညရဲ့နှစ်ခါက9တဲ့နော်3ညရဲ့ပါဝါက9 3ညရဲ့နှစ်ခါက9 3ည9ခွန်ဆိုတော့ဂီကနောက်တစ်ပွဲတနင်္လာနေ့မှာမရှိမနေရှိရမယ်တဲ့ကျွန်တော်ရဲ့အကိုမလေးမောင်လေးမလေးအဲ့တော့တနင်္လာနေ့ညနေသေးမှာပဲ9ပြားဆိုပြီး65ပါလေဗျနော်အဲဆိုရင်နောက်တစ်ပွဲကျကျွန်တော်ရဲ့အကူအမလေးမောင်လေးညီမလေးဒီပွဲကျတော့ကျွန်တော်တို့ကဒီနှစ်ဒီလေးဒီနှလုံးပေါင်းခြင်းက6ရဲ့လို့ဖြစ်လို့6ရဲ့ပါဝါကတေး6ရဲ့နှက်ခက6 6 1 9ဆိုတော့ကီဒီနောက်တစ်ပွဲတနင်္လာနေ့မှာမဖြစ်မနေထိရမယ်ကျွန်တော်ရဲ့မိသားစုဝင် အဲ့တော့အဲ့6တက်ကိုကြီးရကျွန်တော်တို့6မနက်ဈေးမှာ6တပြားဆိုပြီး60ခွန်လို့ဆော့ခဲ့ပါလေနောက်တစ်ပွဲကျကျွန်တော်ရဲ့မိသားစုများဒီခွန်ဒီခွန်ဒီနှလုံးပေါင်းခြင်းက4ရလို့ဖြစ်လို့4ရပါပါ6 4ရနက်ခတ်နှစ်4 6နှစ်ဆိုတော့ကြီးကလည်းနောက်တစ်ပွဲတန်းနေတာနေမှာဖြစ်မနေချိရမယ်လေအချစ်တို့ကြီးအဲ့တော့အဲ့လေးကိုနှစ်နဲ့ကြတော့ကျွန်တော်ရဲ့မိသားစုမြန်မာဘာထီလဲဆိုမနက်ညနေသေးမှလေးတပြားဆက်ပြီးတက်လေးတဲ့နောက်တစ်ပွဲကျကျွန်တော်ရဲ့မိသားစုမြန်မာဒီပွဲကျတော့ကျွန်တော်တို့ကဒီ တဒီ၅ဒီနှလုံးပေါင်းခြင်းက6ရလို့ဖြစ်လို့6ရပါဝါတ6ရနှစ်ခတ်ပို69ဆိုတော့ကိဒီနောက်တစ်ပွဲတနေ့နာနေမှာမဖြစ်မနေထိရမယ်လေချစ်တို့ရဲ့အဲ့ဒီ6တကိုခီးနေကြတော့ကျွန်တော်ရမိသားစုနေဘာထိလဲဆိုလို့ရှင်မနက်သေးမှာကိုတပြားဆွဲပြီး89ပါတဲ့နော်ဒီပွဲကျတော့ကျွန်တော်တို့ကယူလို့ရပါမယ်ဒီမှာသုံးလို့မရဘူးခင်ဗျာနော်အဲ့လိုဖောင်းပွဲတွေခံလို့ကျွန်တော်ကကြော်ချတာဒါဆိုဒီပွဲကျတော့လည်းကျွန်တော်တို့ကဒီနှစ်ဒီ6ဒီနှလုံးပေါင်းခြင်းက10ရလို့ဖြစ်လို့10ရပါဝါ3 10ရနှစ်ခတ်တိ10 3တဲ့ဆိုတော့ကိကနောက်တစ်ပွဲတနေ့နာနေမှာမဖြစ်နေထိရမယ်တဲ့ အဲ့တော့83ဒီဂရီနဲ့ကျွန်တော်တို့ကညနေသေးမှာရှင်းပြရဆိုပြီး3ည8ပါလေခင်ဗျာနော်ဒါဆိုဒီပွဲကြီးကကြော်ချရအဲ့တော့ချစ်တို့ဒီပွဲကြာကျွန်တော်တို့ကဒီ9ဒီ3ည3နှလုံးပေါင်းခြင်းက9ရယ်လို့ဖြစ်လို့9ရယ်ပါဝါက3ည9ရယ်နက်ခတ်က3 9 3ည3ဆိုတော့ဒီနောက်တစ်ပွဲတနင်္လာနေ့မှာမဖြစ်မနေထိရမယ်ချစ်တို့အဲ့တော့9 3ည3ခုနဲ့ကျွန်တော်ရဲ့မိသားစုနေဘာထိလဲဆိုရင်ကျွန်တော်တို့ကမနက်စင်းမှာ3ည9ဆိုခီအပီးရိုက်ပါတယ်တဲ့ ဒီဘွားကြကျွန်တော်တို့ကဒီလေးဒီကိုဒီနှလုံးပေါင်းချင်းက300လို့ဖြစ်လို့300ပါဝါ8 300နက်ခံ9 3 5ဆိုတော့ကြီးကနောက်တစ်ဘွားတနေ့ကနေမှမဖြစ်မနေရှိရမယ်ဆိုညနေသေးမှရှစ်ပြားဆိုပြီး80နဲ့ရှစ်တပြားဒီဘွားကြတော့ဒီခွန်ဒီငါဒီနှလုံးပေါင်းချင်းက2ရလို့ဖြစ်လို့2ရပါပါခွန်2ရနက်ခတ်လေး2ခွန်လေးဆိုတော့ကြီးကနောက်တစ်ဘွဲတနင်္လာနေ့မှာမဖြစ်မနေထိရမယ်ဆိုတော့2ခွန်လေးကြီးနဲ့မနေ့တည်းမှာခွန်တစ်ပြားဆက်ပြီး88တဲ့ချစ်လို့ဒီဘွားကြကျွန်တော်တို့ကဒီ6ဒီခွန်ဒီနှလုံးပေါင်းချင်းက3ရလို့ဖြစ်လို့3ရပါပါက8 3ရနက်ခတ်ကငါ385ဆိုတော့ကြီး အဲ့3ရှင်း5ကီရနောက်တစ်ပွဲတနင်္လာနေ့မှာမဖြစ်မနေရှိရမယ်ဆိုတော့ကျွန်တော်တို့ကမနက်သေးမှာပဲ9ရက်ပြဆိုပြီး90နှစ်ပါတယ်ခမ ᱟ တော့နောက်တစ်ပွဲကြာကျွန်တော်တို့ကဒီ6ဒီ6ဒီနှလုံးပေါင်းခြင်းက9ရယ်လို့ဖြစ်လို့9ရယ်ပါဝါက3ည9ရယ်နက်ခတ်က3 9 3ည3ဆိုတော့ကီဒီနောက်တစ်ပွဲတနင်္လာနေ့မှာမဖြစ်မနေထိရမယ်တဲ့ချစ်တို့280တော့အမျိုးတို့အားလုံးမင်္ဂလာပါခမညာအဲ့တော့နောက်တစ်ပွဲမှာ9 3ည3ကီနဲ့ကျွန်တော်တို့ဘာထိလဲဆိုရင်ကျွန်တော်ရဲ့အကိုအမညမောင်လေးညမလေးများ မနက်သေးမှ3ညတပြားဆိုပြီး3ည2ညနေသေးမှ3ညတပြားဆိုပြီး80တဲ့ဒီဘွားကြတော့ဒီ shit ဒီတစ်ဒီနှလုံးမုန်းကြီးက9ရယ်လို့ဖြစ်လို့တဲ့9ရယ်ပေါ့4 9ရယ်နခါ6 6ဆိုတော့ကြီးနောက်တော့ဘွားတနင်္လာနေ့မှာဖြစ်မနေသေးရမဆိုညနေသေးမှာပဲ4ပြားဆိုပြီး45တဲ့ချစ်တို့ဒီဘွားကြတော့ဒီ9ဒီ3ညဒီနှလုံးမုန်းကြီးက9ရယ်လို့ဖြစ်လို့9ရယ်ပေါ့က3ည9ရယ်နခါ3 9 3ည3ဆိုတော့ကြီးဒီနောက်တော့ဘွားတနင်္လာနေ့မှာဖြစ်မနေသေးရမယ်တဲ့ချစ်တို့အဲ့ဒီ9 3ည3ကြီးเนี่ยကျွန်တော်တို့က3ညတပြားဆိုပြီး3ည9တဲ့ ီဒါဆိုရင်နောက်တစ်ခွက်ကြာကျွန်တော်တို့ကဒီ9ဒီကိုဒီနှလုံးပေါင်းချင်းက4ရဲ့လို့ဖြစ်လို့တဲ့4ရဲ့ပါပါကို4ရဲ့နခတ်နှစ်4ကို2ဆိုတော့ကီနောက်တစ်ခွက်တင်းနေတာနေမှာမဖြစ်မနေရှိရမယ်ဆိုတော့4ကို2ကီနဲ့မနက်သေးမှာ2ကိုလို့ကီးပြီးရပြီညနေသေးမှာ4တပြားဆိုပြီး40လို့ထပ်ရိုက်ကြတယ်ချစ်တို့ဒါဆိုဒီဘွက်ကြာတော့ကျွန်တော်ရဲ့မိသားစုနဲ့ဒီကယူဝင်မဲ့လို့ကျွန်တော်တို့ခုမှတင်းနေတာနေကဖောင်းထားတော့3လို့မရဘူးခင်ဗျာနော်တင်းနေတာနေကဖောင်းထားတော့3လို့မရပါဘူးတဲ့ အဲ့ဒီကတော့နောက်တစ်ပွဲကျကျွန်တော်တို့ကဒီ3ညဒီ3ညဒီနှုံးပေါင်းချက်က3ညရယ်လို့ဖြစ်ပြီး3ညရယ်ပါဝါ9 3ညရယ်နက်ခတ်ခွန်3ည9ခွန်ဆိုတော့ကြီးကနောက်တစ်ပွဲတင်းနေတာနေမှာမဖြစ်မနေထိရမှာတော့မနက်သေးမှာ85ညနေသေးမှာ85ဆိုရိုက်တယ်တဲ့ချစ်တို့ဒီဘွဲကြတော့ကျွန်တော်တို့ကဒီ1ဒီ3ဒီနှလုံးဒီ1ဒီ2ဒီနှလုံးပေါင်းချက်က3ရလို့ဖြစ်လို့3ရပါဝါ8 3ရနက်ခတ်က9 3 8 5ဆိုတော့ခီးကနောက်တစ်ဘွဲတနင်္လာနေ့မှာမဖြစ်မနေရှိရမယ်ဆိုတော့ညနေသေးမှာ8တပြားဆိုပြီး28တခက်မြတ် ဒါဆိုရင်ကျွန်တော်ရဲ့အကူအမတွေမောင်နှင်းညီမလေးဒီနှစ်ဒီနှစ်ဒီနှလုံးပေါင်းချင်းက၄ရယ်လို့ဖြစ်လို့၄ရယ်ပါပါကို၄ရယ်နက်ခတ်နှစ်၄ကိုနှစ်ဆိုတော့ဂီဒီကျွန်တော်တို့မနေ့ပြန်တင်းနေတာနေမှာပဲဖြစ်မနေထီရမှာနော်ကျွန်တော်ရဲ့မိသားစုဝင်လုံးမိုင်ကိုစောင့်မှုပါဗျနော်ပြီးရင်ကျွန်တော်ဝိုင်းလိန်ဝိုင်းချင်းကနေလုံးမိုင်ဆက်ပြီးတော့ယူပေးပါမယ်ဒါဆို၄ကိုနှစ်ကဂီးတယ်၄ကိုနှစ်ကိုဂီးပြီးလိုက်ပြီးနေတဲ့ ကြီးစနစ်ကလည်းရှိပါတယ်ခဏကိုဝက်ထုံရင်ပေါက်ကိုပေါက်တယ်မနော်မနဲ့သုံးမဟုတ်ညံ့နေတန်းနေတာနေနေကိုမှပေါက်ချင်ခဏကိုဝက်ထုံပေါက်တယ်ခင်ဗျအဲ့တော့ချစ်တို့ကျွန်တော်တို့၄ကိုးနှစ်ကြီးတစ်ချက်ရပြီတဲ့၄ကိုးနှစ်ကြီးရလို့ရှိရင်ကျွန်တော်တို့ဒုတိယတစ်ချက်ကတော့1ချိန်တတိယတစ်ချက်ကလုံးပါရင်အဲ့လုံးပါရင်ယူပြီးတော့မှကျွန်တော်တို့ကအပီးပေါက်စနစ်ကိုရိုက်တယ်ကြီးသုံးလုံးနဲ့အပီးပြန်ချုပ်မယ်တဲ့ဗျာနော်အဲ့တော့ချစ်တို့ကျွန်တော်တို့၄ကိုးနှစ်ကြီးကိုရပြီ၄ကိုးနှစ်ကြီးရလို့ရှိရင်နောက်ထပ်1ချိန်လေးတွေကျွန်တော်တို့သွားပါမယ်တဲ့နော် အဲ့တော့ကျွန်တော်ရဲ့အကိုအမတွေမောင်နှင်းညီမတွေဒီ၄ကို2ကီးကို1ကင်းကျွန်တော်တို့ပြန်ယူရမှာပေါ့နော်၄ကို2ဆိုတော့ခဏကြီးက၄၃လုံးလောက်ဆိုအများတယ်ဒါပေမဲ့လို့ကျွန်တော်ရဲ့မိသားစုနဲ့ခဏကိုချုပ်တဲ့အခါကျတော့ကိုယ်ကထိုးပြီးအောင်ထိုးပါလို့နော်အဲ့ဒီတော့မှကျွန်တော်တို့ကအထူးအော့နဲ့မိန်းနဲ့ခွဲထုံမှာပေါ့ ဲ့တော့အခြေဆုံးလို့ကျွန်တော်တို့ဘယ်ကနေလာတာလဲတဲ့ကျွန်တော်တို့ကဒီကနေစလာတာဗျနော်ဒီ6ဒီ6ကျွန်တော်ရဲ့မိသားစုနေကျွန်တော်တို့ပထမလိုက်သွားတဲ့ငါဝမ်းချင်းကပြန်ယူရမှာဒါကီဒီ6ဒီ6ဒီတဲ့နှလုံးပေါင်းချင်းက9ရဲ့လို့ဖြစ်လို့9ရဲ့ပါဝါက3ညတဲ့ချစ်လို့9 3ညဝမ်းချင်းနောက်တစ်ပွဲတင်းနေတာနေမှာမဖြစ်မနေထိရမယ်တဲ့နော်9 3ညဝမ်းချင်းနောက်တစ်ပွဲတင်းနေတာ အဲ့တော့အဲ့ငါးတုံညာဝမ်းကြီးတွေကကျွန်တော်ရဲ့မိသားစုဝင်တွေဘာထိလဲဆိုရင်ကျွန်တော်တို့ကတုံညာတပြောက်ဆိုပြီးမနက်ဈေးမှာတုံညာနှစ်ညနေဈေးမှာတုံညာတပြောက်ဆိုပြီးတုံညာ6တုံညာဒါဆိုဒီဘက်ကျတော့ဒီ6ဒီ7ဒီနှလုံးပေါင်းချင်းက6ရယ်လို့ဖြစ်လို့6ရယ်ပါဝါက4 6လေးဝမ်းကြီးနောက်တစ်ဘက်တနင်းနာနေမှာမဖြစ်မနေထိရမှာဆိုတော့4တပြားဆိုပြီး40နဲ့9ရယ်ချစ်လို့ဒါဆိုဒီဘက်ကျတော့ကျွန်တော်တို့ကဒီ3ညဒီ9ဒီနှလုံးပေါင်းချင်းက9ရယ်လို့ဖြစ်လို့9ရယ်ပါဝါက3ည9တုံညာအချိန်ပြီးနောက်တစ်ဘက်တနင်းနာနေမှာမဖြစ်မနေထိရမှာဆိုတော့3ညတပြားဆိုပြီး80ရယ်ခမြတ် ဒါဆိုဒီဘက်ကကျွန်တော်တို့ကဒီ9ဒီ9ဒီနှလုံးပေါင်းချင်းက4ရယ်လို့ဖြစ်လို့4ရယ်ပါပါကကို4 9 1နောက်တော့ဘက်တနေ့နာနေမှာမဖြစ်ဘူးဒီရမှာတော့မနေ့သေးမှာကိုးတပြားဆိုရင်ညနေကိုးညနေစီမှာ၄တပြားဆိုပြီး40လေးချစ်လို့ဒါဆိုဒီဘက်ကတော့ယူပေမဲ့လည်းအပေါ်မှာကဖောင်းဖောင်းထားတော့သုံးလို့မရအောင်ဒါဆိုဟုတ်ပြီကျွန်တော်ရဲ့မိသားစုရဲ့ညမောင်လေးညမလေးညဒီဘက်ကတော့ကျွန်တော်တို့ကဒီ3ညဒီ3ညဒီနှလုံးပေါင်းချင်းက3ညရယ်လို့ဖြစ်လို့3ညရယ်ပါပါက9တဲ့3ညငါးဝန်းချင်းသူ့အောက်တနင်္လာနေ့ကြာလို့ရှိရင်နောက်တစ်ပွဲတနင်္လာနေ့မှာမဖြစ်မနေဒီရမှာဆိုတော့မနေ့သေးမှာခွန်9ညနေသေးမှာခွန်9 ဒီဘွဲကြတော့ဒီ1ဒီ2ဒီနှလုံးပေါင်းခြင်းက300လို့ဖြစ်လို့300ပါပါက8 3 8 1တနင်္လာနေ့မှာနောက်တစ်ဘွဲတနင်္လာနေ့မှာဖြစ်ဖြစ်လို့ကြည့်ရမယ်ဆိုတော့ရှစ်တပြားဆိုပြီးနှစ်ရှစ်ဒါဆိုဟုတ်ပြီကျွန်တော်တို့ကဒီဘွဲကြတော့ကျွန်တော်တို့ဒီ1ဒီ2ဒီနှလုံးပေါင်းခြင်းက4ရလို့ဖြစ်လို့4ရပါပါက4 6ကချိန်ရမှာတဲ့ချစ်တော့နော်4 6ကလေးကိုအချိန်တဲ့ဒါဆိုတစ်ချက်ရေးထားမယ်လေးကိုအချိန်နော်လေးကိုအချိန်ကိုတစ်ချက်ရေးထားမယ်တဲ့နော်အဲ့တော့လေးကိုအချင်းကိုယူပြီးသွားတယ် ကဲအပေါ်မှာနောက်တစ်ချက်ကကျွန်တော်တို့ဘလို့လာနေရလဲအချက်တူတလုံးနဲ့ကိုကျွန်တော်ယူပြရမှာပေါ့နော်တလုံးနဲ့ယူပြရမှာအဲ့တော့ကျွန်တော်ရဲ့အချက်တူကျွန်တော်တို့ဒီမှာတလုံးနဲ့ယူပြဒါလဲစနစ်ကိုကျွန်တော်တို့တွန်းမိမင်းရောင်ကြီးကတအားထန်တယ်တလုံးနဲ့လာတဲ့စနစ်ကဘလို့လာတာလဲဒီရှစ်ဒီတဲ့ချစ်တို့နော်ဒီရှစ်ဒီတဲ့ဒီနှလုံးမညာ900ရလို့ဖြစ်လို့900ပါဝါ၄ပြားတင်နောက်တစ်ပွဲတနေနာနေမှာလုံးပါရင်းနေချစ်တို့အဲ့တော့ဒီမှာ40နဲ့5 ဟုတ်ပြီလားဒါဆိုရင်ဒီ3ညဒီ5ဒီနှလုံးမောင်းညက9ရဲ့လို့ဖြစ်လို့9ရဲ့ပါဝါ3ညတစ်ပလုံးနေနောက်တစ်ပွဲတနေတာနေမှာလုံးပါအဲ့ဆိုတော့3ညနဲ့ခွန်3ညတဲ့ဒါဆိုအချစ်တို့ရေဒီ9ဒီ9ဒီနှလုံးမောင်းညက4ရဲ့လို့ဖြစ်လို့4ရဲ့ပါဝါ6တပြားဒီနောက်တစ်ပွဲတနေတာနေမှာလုံးပါဆိုတော့20နဲ့6တဲ့အချစ်တို့ဒါဆိုဒီပွဲကြတော့ကျွန်တော်တို့ကဖောင်းတော့သုံးလို့မရအောင်ဒါဆိုဟုတ်ပြီအချစ်တို့ရေနောက်တစ်ပွဲကြကျွန်တော်တို့ဘယ်လိုလာတာလဲတဲ့ ဒီ၃ညဒီ၃ညဒီနှလုံးပေါင်းညက၃ညရဲ့လို့ဖြစ်လို့၃ညရဲ့ပါဝါဟဲ့ဒီ၅တရားဒီနောက်တစ်ပွဲတနင်္လာနေ့မှာလုံးပိုင်းဆိုတော့89 85ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ပွဲကြတော့ကျွန်တော်တို့ကဒီ1ဒီ2ဒီနှလုံးပေါင်းညက၃ရဲ့လို့ဖြစ်လို့၃ရဲ့ပါဝါရှေ့တရားဒီနောက်တစ်ပွဲတနင်္လာနေ့မှာလုံးပိုင်းဆိုတော့ကျွန်တော်ရဲ့မိသားစုနဲ့20နဲ့ရှေ့တဲ့ဒါဆိုရင်ဒီ1ဒီ2ဒီနှလုံးပေါင်းညက4ရဲ့လို့ဖြစ်လို့4ရဲ့ပါဝါ6ကလုံးပိုင်းနဲ့တနင်္လာနေ့မှာနော်6ကဘိုင်းနဲ့ချစ်လို့နော်6ကဘိုင်း4 6နှစ်ကကီး4 6ကအချင်း ၄ကအဲ၉ကလုံးပိုင်းနဲ့နော်၄ဖြစ်လို့ပေါင်းရင်၄ဖြစ်လို့၄ရဲ့ပါဝါ၉တလုံးကဘိုင်လို့ရပြီအဲ့ဒီ၉တလုံးပိုင်းကိုကျွန်တော်တို့ efficiency စနစ်ကလေးလာပါတယ်တဲ့ကျွန်တော်မိသားစုနော်၉တလုံးပိုင်းကို efficiency စနစ်ကလေးလာပါတယ်အဲ့ဒါကဘလို့လာနေရလဲတဲ့ချစ်လို့သူကလည်းရှင်းရှင်းလေးလာနေရပါခမညနော်သူကလည်းရှင်းရှင်းလေးလာနေရပါတဲ့ ကျွန်တော်တို့ဒီ6ဒီ6ဒီ8ဒီ8ဒီနှလုံးပေါင်းချင်းက6ရယ်လို့ဖြစ်လို့6လေး6ကကီးလို့ဆိုလိုက်တဲ့အချိန်မှာတဲ့နော်6လေး6ကကီးလို့ဆိုလိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာအလုတ်ကလေးနဲ့ကျွန်တော်ရေးပြလိုက်ခဏန်းကတော့ကိုးွက်ထိုးမှာပေါက်မှာချစ်လို့နော် ီတစ်ဒီဒီရှစ်ဒီတစ်ဒီနှလုံးပေါင်းညင်းကကိုယ်ဖြစ်လို့တဲ့ကိုယ့်ရဲ့ပါဝါအင်းနှလုံးပေါင်းညင်းကကိုယ်ဖြစ်လို့ကိုယ့်ရဲ့ပါဝါလေးကိုယ့်ရဲ့နှက်ခတ်ချက်ကိုယ်လေးချက်ကကီးလို့ဆိုလိုက်တဲ့အချိန်မှာတဲ့ကျွန်တော်တို့ကနော်ဒီတစ်ဒီနှစ်ဒီနှလုံးပေါင်းညင်းက၃ရက်လို့ဖြစ်လို့တဲ့နော်တောက်ကြနေမနဲ့တောက်ကြနေညနေသေးရဲ့ထိတ်စီတောက်ကြနေညနေသေးတနေ့ကြာတာပရိနေညနေသေးရဲ့ထိတ်စီနော်နှလုံးနဲ့ယူတာဒီတစ်ဒီနှစ်ဒီနှလုံးပေါင်းညင်းက၃ရက်လို့ဖြစ်လို့ 3ရဲ့ပါဝါက10ရဲ့3ရဲ့နက်ခတ်က9385ကိနဲ့အပြီးပေါက်ရမယ်ဆိုတော့646ကို385ကိနဲ့ပြီးပေါက်ရမယ်ဆိုတော့ကျွန်တော်ရမိသားစုတွေဘာထွက်လဲအဲ့ဒီမှာ45ဆိုတဲ့ခဏန်းကိုဟဲ့မှာတနင်္လာနေ့တနေ့သေးမှာထွက်ခဲ့တယ်တဲ့နော်တနင်္လာနေ့တနေ့မှာဒါဆိုဟုတ်ပြီနောက်တစ်ပွဲကျတော့ကျွန်တော်ရမိသားစုဝင်နေဒီ9ဒီ3ညဒီနှလုံးပေါင်းခြင်းက9ရဲ့လို့ဖြစ်လို့9ရဲ့ပါဝါ3ည9ရဲ့နက်ခတ်3 9 3ည3ကိလို့ဆိုလိုက်တဲ့အချိန်မှာ ီ6ဒီလေးဒီနှလုံးမောင်းခြင်းကလည်း3ညဖြစ်လို့3ညရဲ့ပါဝါ9 3ညရဲ့နှခခွန်3ည9ခွန်နဲ့အပြီးပါဝါပါပဲတဲ့အဲ့ဆိုကျွန်တော်ရဲ့မိသားစုတွေဘယ်လိုထွက်လဲဒီ3ညဒီခွန်နဲ့3ညခွန်ဆိုတဲ့ကဏ္ဍတနင်္လာနေ့မှာအပြီးပါပဲတဲ့နော်ဒါဆိုရင်နောက်တစ်ပွဲကျတော့ကျွန်တော်ရဲ့မိသားစုဝင်နေဒီ9ဒီ၄ဒီနှလုံးပေါင်းချင်းက6ရယ်လို့ဖြစ်လို့တဲ့6ရယ်ပါပါက4 6ရယ်နှက်ခတ်က6 6လေး6လို့ပြီးခေါ်လိုက်တဲ့အချိန်မှာဒီ ကိုဒီတက်ဒီနှလုံးပေါင်းညက3ညရေလို့ဖြစ်လို့3ညရေပေါ့ကငါငါ3ညရေနှစ်ခါခွန်3ညငါခွန်နဲ့အပြီးပါဝပါမယ်တဲ့ဒါဆိုရင်ကျွန်တော်မိသားစုနဲ့ဘာထွက်လဲဒီမှာတနင်္လာနေ့မှာ40ဆိုတဲ့ခန်းောင်းကိုထွက်တယ်တဲ့နော်ဒီ40ဆိုတဲ့ခန်းောင်းကိုထွက်တယ်ဒါဆိုနောက်တစ်ပွဲကြာကျွန်တော်တို့ကဒီမှာဖောင်းပွဲရှိတော့ယူလို့မရဘူးခင်ဗျအဲ့ဒါဆိုရင်ကျွန်တော်တို့နောက်တစ်ပွဲကိုဒီမှာကြော်ကြမယ်နော်ကြော်ကြမယ်ဆိုတော့ကျွန်တော်တို့ကဒီပွဲကိုလာရမှာပေါ့ ဒီ3ညဒီ3ညဒီနှောင်းပေါင်းကြီးက3ညရယ်လို့ဖြစ်လို့တဲ့3ညရဲ့ပါပါက9 3ရဲ့နခတ်ကခွန်3ည9ခွန်လို့ကီးလို့ခေါ်လိုက်တဲ့အချိန်မှာဒီ6ဒီ7ဒီလည်းနှောင်းပေါင်းကြီးကခွန်ရယ်လို့ဖြစ်လို့ခွန်ရဲ့ပါပါက2ခွန်ရဲ့နခတ်က3ညခွန်နှစ်3ညဆိုတဲ့ကီးနဲ့အပြီးပေါက်ရပါမယ်ဆိုတော့ကျွန်တော်မိသားစုနဲ့ဘာထွက်လဲမနက်သေးမှာ85ညနေသေးမှာ85တူထွက်တယ်တဲ့ဒီခွန်ကဒါဆိုဟုတ်ပြီကျွန်တော်မိသားစုနဲ့ဒီမှာကြတော့ကျွန်တော်တို့က 1ကြိမ်ကီးကိုတကီးပဲသုံးလို့ရတယ်သုံးရှင်ငါကီးညနေသေးမှာထီတယ်အပေါ်မှာပါရှိမှမသိတော့ကျွန်တော်ယူလို့မရဘူးဒါဆိုဟုတ်ပြီကျွန်တော်တို့မနှက်ဖြန်ယူရမကီးရဒီနှစ်ဒီနှစ်ဒီနှလုံးပေါင်းချင်းက4ရယ်လို့ဖြစ်လို့4ရယ်ပါပါကို4ရယ်နှက်ခတ်က1 4 4ဆိုတဲ့ကီးကိုဟဲ့ဒီ9ဟဲ့ဒီ3ညကနှလုံးပေါင်းချင်း9ဖြစ်လို့9ရယ်ပါပါက3ည9ရယ်နှက်ခတ်က3၄၉၂ကို၅၃ည၃ကီးနဲ့အပြီးကြရမယ်တဲ့ချစ်လို့နော်၄၉၂ကို၅၃ည၃နဲ့ကီးနဲ့ပြီးပေါက်မယ်ဆိုတော့ကျွန်တော်တို့က ကိုးပိုင်လို့ရှိနေတဲ့နေရာမှာကိုး9 90 9 3တီအထူးဩတဲ့အဲ့ဒီမှာ၄9 40 4 3နဲ့2 9 20 2 3ဆိုတဲ့ခဏန်းကိုဒူးနေရာမှာထိုးဖို့ခဏန်းကတော့ကိုးခွက်နဲ့အပြီးပေါက်လာတာပထမတစ်ပွဲမှာလည်းပြီးပေါက်တယ်ဒုတိယတစ်ပွဲမှာလည်းပြီးပေါက်တယ်တတိယပွဲမှာလည်းပြီးပေါက်တယ်သတုတ္တရပွဲမှာလည်းပြီးပေါက်တယ်ဟုတ်9ချိန်မြောက်ပြင်စမာပွဲအဲ့တော့ကျွန်တော်ရဲ့မိသားစုနဲ့ယုံရင်ထိုးမယုံရင်မထိုးနဲ့လုံးပိုင်းကျွန်တော်ဖန်ပြီးထားတာကိုးတဲ့နော်ကိုးတဲ့အဲ့တော့အချစ်တို့ကယုံမထိုးမယုံရင်မထိုးနဲ့တဲ့နော်လုံးပိုင်းကတော့ကိုးလို့ခေါ်ထားပါတယ်ခင်ဗျ ိုက်တော့တနင်္လာနေ့နေကုန်မှာပတ်ချင်တဲ့လူတွေကကိုးပတ်ပြီးเนาะ6 9 90 6 3ဒီအထူးရော6 9 40 43နဲ့2 9 20 23ဒီဒူဩเนาะခဏန်းကကိုးဝက်ထိုးมาပေါ့အဲ့တော့ကျွန်တော်မိသားစုဝင်တွေအတွက်ကျွန်တော်ထွက်တွက်ပြရတာတော့အဲ့ဒါပါပဲခင်ဗျာနော်ကြိုက်ချင်လဲထိုးမကြိုက်ချင်လဲမထိုးနဲ့နော်အဲ့တော့ကျွန်တော်မိသားစုဝင်ကျွန်တော်နောက်ထပ်အဖွဲ့ဝင်ချင်းနဲ့အကိုအမတွေရှိသေးရင်လည်းဝင်လို့ရပါသေးတယ်လို့နော်တနင်္လာနေ့ကိုနောက်ဆုံး ဒီညနောက်ဆုံးထပြီးဝင်มาတနင်္လာနေ့じゃကျွန်တော်လက်တင်မခံတော့ပါဘူးခင်ဗျအဲ့တော့ကျွန်တော်ရဲ့မိသားစုနေသုံးရက်တနင်္လာမနေ့ညရယ်နော်ပတ်သီးဒီကိုးပတ်သီးတယ်ခင်ဗျာเนาะကိုးကိုပတ် တကယ်လို့မနေ့ဖက်မှာအဲ့ကိုဝက်ကထွက်လာလို့ရှိရင်ကျွန်တော်ရဲ့မိသားစုတွေညနေသေးကိုပြန်တက်ခဲ့မှာတက်နော်အဲ့တော့အထူဩကကိုငါ60 63 64 65 9အာပြီးအထူးဩခင်ဗျာကျွန်တော်မိသားစုနောက်တစ်ခါက၄9 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 ဒီ၃နဲ့နောက်တစ်ခါက25 20နှစ်၃နဲ့ချစ်လို့ဒါလေးတွေကိုအာပြီးတော့ထိုးလို့နော်ပတ်ချင်တဲ့လူတွေက၉တလုံးနဲ့ဟုတ်ပတ်နော်ပတ်ချင်တဲ့လူတွေက၉တလုံးနဲ့ဟုတ်ပတ်အမှားအမှန်လက်ခံနိုင်တဲ့လူကအဲ့၉တလုံးကိုပတ်ပြီးတော့ကျွန်တော်ရဲ့မိသားစုရင်း63စီတစ်ခွက်ကောင်းနေဗျာနော် ကိုဘာဘီ93တကွက်ကောင်းအမှားအမှန်လက်ခံနိုင်တဲ့လူတွေအဲ့တော့ကျွန်တော်ကိုဆက်သွဲခြင်းနဲ့အကိုအမလေးမောင်လေးညီမလေးဒါကဘိုင်ပါခင်ဗျာเนาะ ဒါကမက်ဆေ့လို့เนาะချစ်တို့တောက်ကြံနေလို့အောင်မြင်နေတဲ့လူတွေကကိုယ့်ကိုပတ်ကိုယ်သုံးတစ်ခွက်ထဲထိုးเนาะတောက်ကြံနေလို့ပတ်ချင်တဲ့အောင်မြင်နေတဲ့လူတွေကကိုယ့်ဘတ်ဒီကိုပတ်ပြီးကိုယ်သုံးတစ်ခွက်ထဲထိုးလို့เนาะဒါမှမပတ်နိုင်တဲ့လူတွေကကိုငါ60ကိုယ်သုံးကိုအထူး၄50 40သုံးနဲ့2920နှစ်သုံးကိုအာပြီးထိုးလို့เนาะအဲ့တော့ကျွန်တော်ကိုဆက်သွယ်ခြင်းနဲ့အကိုအမတွေမောင်နှမလေးတွေအတွက်ကအဲ့မှာဆက်သွယ်ရလိမ့်စာလေးရှိပါတယ်เนาะဒီညအထိကျွန်တော်လက်သွင်းခံပေးမယ်ဖွင့်ဝင် တနင်းနာနေ့ကျရင်တော့မရတော့ပါဘူးခင်ဗျာနော်တနင်းနာနေ့မှာဒီကနန်းကကျွန်တော်ရဲ့ပတ်တိကျွန်တော်ကကြာမယ်လို့ဖန်ထားလို့ပါနော်တနင်းနာနေ့ဒီကောင်မှာကြာနိုင်ပါတယ်ကျွန်တော်ရဲ့ဖွဲ့ဝင်ကနန်းကအဲဒါကြောင့်ကျွန်တော်တနင်းနာနေ့မှာဖွဲ့ဝင်လက်သေးမခံတော့ပါဘူးခင်ဗျာအဲ့တော့ကျွန်တော်ရဲ့အကူမမြမောင်နှင်းညီမလေးများအားလုံးကာယဒုက္ခစိတ်ဒုက္ခနှစ်ပြားသောဒုက္ခနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးရင်းနဲ့ကျွန်တော်ရဲ့ live show လေးဒီမှာပဲနားပါပြီခင်ဗျာကျွန်